နှက်ခါလေးများမနာတော့ဒီလားဇော်ရင်မင်္ဂလာပါကိုလူတို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးဆရာဇော်ရင်ရဲ့နှက်ခါလေးများမနာတော့ဘီလားဆိုတဲ့ခံစားမှုရတအစေးပဲဖြစ်ပါတယ်နာစင်ခံစားအားပေးကြပါဦး အထိုးထမစာရစွဲ15ရက်8လ2003မီလီဒီတခါစာရှိရှိရေးလို့ကျေးဇူးတင်တယ်အဖေးဖက်ရတာဗောဒါပေမဲ့စာကတော့မပြည့်စုံသေးဘူးသင်ကြားရတဲ့ဘာသာရပ်တွေအကြောင်းဆရာတွေအကြောင်းရေးမယ်ဆိုရင်အများကြီးပါအဖေတို့အင်္ဂလိပ်စာသင်တဲ့ဆရာဦးခင်မောင်လက်သင်တာကိုမှတ်လဲမှတ်မိတယ် နားလေလေတယ်ရီရတယ်အဖေကြီးမြေးလေးကိုတခါပြောဘူးပါတယ်အင်္ဂလိပ်စကားလုံးတွေမှာဒီဂရီအနိုင်မြင့်ရှိတယ်ဥပမာအံ့ဩတယ်ဆိုတဲ့စကားကိုအောက်ပါတိုင်းဒီဂရီအနိုင်အမြင့်နဲ့ရေးတယ်တစ် wonder နှစ် surprise သုံး amazed နောက်ဆုံး amazed တဲ့တော့ ဆရာဦးခင်မောင်လက်ကပလက်ကြီးလန်သွားမလို့လှုပ်ပြတယ်အဲ့ဒီလိုမျိုးလေးတွေပေါ့ကွာရေးကျင်ရေးเสียမကုန်းပါဘူးညီလေးထံမှာစာရဲ့ဆွဲ6ရက်တလ2003ကိုကြီးနေကောင်းရင်လားမကွေးမှာတော်တော်ချမ်းပါပဲနော်ဒီမှာတော့အေးပေါ်သွားပြီဒီနေ့ ကျောင်းစုံကြီးပွဲတော်လေအဲ့ဒီပေါ်မှာညီလေးစူးရတယ်စူးငွေရ9400လေ9000အမေကိုပေးလိုက်ပြီး400ကိုညီလေးသုံးမှုယူထားလိုက်တယ်အခုတော့ writing pad တော့ဝယ်လိုက်တယ်200တဲ့ကိုကြီးတော့ပြင်းလိုက်တာစာအုပ်ဖတ်လိုက်ရုပ်ရှင်ကြည့်လိုက်ပဲလုံနေရတယ်ကိုကြီးသွားတဲ့နေတုန်းကအဖေနဲ့အမေကကိုကြီးကိုတတိယလို့ကက်ဆက်တောင်မဖွင့်တော့ တငယ်ချင်းထာမစာရက်စွဲ22ရက်9လ2004တငယ်ချင်းမစာရေးလိုက်တယ်နင်တို့အရင်လ22ရက်နေ့ပို့ရဲစာလေးဒီနေ့မှဖတ်ရတယ်ငါမှလဲကြောင်းတက်ရကျူရှင်ုံပြေးရဂိုက်စီသွားရနဲ့ဖတ်ဖတ်ကိုမုန်းနေတာပဲအဲ့ဒါကြောင့်စာရိုက်ကိုအခုမှရောက်ပြီးအခုမှဖတ်ရတာနင်တို့ပို့ရဲစာလေးတပြုံကြီးဖတ်ရတာအယမ်းပြော်တာပဲ ငါ့ကိုသတိရလို့ဝမ်းလဲတာတွေဟာငါအိမ်ကပတ်စံရောင်ရင်နင်တို့ဘုမုတ်တွေဝယ်ပေးလိုက်မင်းနော်ပြီးတော့ငါကိုယ်တိုင်မလုတ်ဖြစ်ခဲ့တဲ့အလုပ်ကိုနင်တို့ခန်းရအောင်မင်းစာကြိုးစားကြနော်တလောကခီးထွက်ရာမှာအိမ်ပြန်ရောက်တော့မရှင်းနာကြာ၍ရှုပ်ပွားနေသည့်အခန်းကို စိမ့်ပြနေပြီပြန်ရှင်းပြသည်အဓိကတော့ဟိုတစုဒီတစုပြန်ကျဲလျက်ရှိသောစာအုပ်များပင်ဖတ်ပြီးသားစာအုပ်တွေရောစာမှတ်ကပြားတန်းလန်းနဲ့ဖတ်လက်စာစာအုပ်တွေရောအားလုံးအယောယောအထွေထွေတို့နဲ့စာအုပ်တွေကိုတတ်တတ်ရရအစည်းအဝေးတကြပြန်ထားရင်မှစာအုပ်စဉ်တစ်ခုတော့လိုအပ်နေပြီဟုစဉ်းစားမိဒီတိုင်းဆိုကြရင်စာအုပ်တွေချကြိုက်ပြီး ပြက်စီးကုန်တော့မည်စာအုပ်ပုံကြီးကိုရှင်းလင်းနေရင်စာအုပ်တွေကြားမှအထုတ်တထုတ်ထွက်လာသည်ဖွင့်ကြည့်လိုက်တော့စာအိတ်တွေစာတွေအထက်လိုက်လွန်ခဲ့သောဆယ်စုနှစ်တစ်ခုခန့်ကမကွေးတွင် တက္ကသိုလ်တက်နေစဉ်တငယ်ချင်းများရေးလိုက်သော စာများနဲ့မိဘဆွေမျိုးများရေးလိုက်သောစာများဖြစ်၏ဒီလိုနဲ့စာတွေကိုတစောင်းချင်းအေးအေးဆေးဆေးထိုင်ဖက်ကြည့်နေမိ၏ ။ဝါလူလူစာရွက်များပေါ်မှခက်မိမ့်မိမ့်လက်ရေးများကိုပြန်မြင်ရတော့ကျောင်းပီးကလေးကကွဲကွာသွားခဲ့ရသောတငယ်ချင်းတို့ရုပ်ပုံလွှာများအတွေ့တွေတွင် ဖြက်ကနေဖြက်ကနေပြန်ပေါ်လာသည်။အခုဆိုရင်တချို့လက်ရေးရှင်တွေကရေကြားမြေကြားသို့ရောက်နေကြပြီ။တချို့လက်ရေးရှင်တွေကတိုင်းပြည်အစွန်ဖျားဒေသများတွင်တာဝန်ထမ်းဆောင်လျက်ရှိကြ၏။တချို့ကတော့လက်တွဲပေါ်အသီးသီးနှင့်ဘဝတဲ့တစ်ခုကို အတူတကွထုစစ်ပုံဖော်နေကြသည်ဒီလက်ရည်တွေနဲ့ဒီစာတွေဆယ်စုနှစ်တခုနီးပါးကြာခဲ့ပြီဖြစ်တော့လေပြန်ဖတ်မိလိုက်တိုင်းပင်ပန်းနွမ်းနယ်နေသောစိတ်တို့ပြိုမြင့်နုနေသွားရ၏အထက်တွင်ဖော်ပြခဲ့သောစာသုံးဆောင်မှာတက္ကသိုလ်တက်ဆာကလက်ခံရရှိခဲ့သောစာများထဲမှဖြစ်၏ပထမစာမှာအဖိုးထံသို့တက္ကသိုလ်နေရဦးများအကြောင်းကို စာရေးခဲ့ရာစာမှာတူတောင်းလွန်းသဖြင့်အဖိုးကစာရှိရှိရေးရန်တိုက်တွန်းထားသော စာဖြစ်သည်ဒုတိယစာမှာထိုးစဉ်က နေမကြံရစ်သောအလေတန်းကျောင်းသားညီငယ်ထံမှ ပေးပို့လိုက်သော စာဖြစ်၏တတိယစာမှာတကသူဒုတိယနှစ်တွင်ကြောင်းပြောင်းသွားခဲ့သောတငယ်ချင်းတစ်ယောက်ထံမှရေးလိုက်သောစာဖြစ်သည်ထိုးစဉ်တုန်းကတယောက်နဲ့တယောက် စာရီးအပြန်လန်ရေးပစ်ပို့ပစ်ကြ၏ရေးပြီးသွားသောစာများကိုစာအိတ်အတွင်းသို့တတရရခောက်ထက်ထို့နောက်ဒစိကောင်းလေးများကိုစတွေးနိုင်နိုင်ဆွတ်ပြီး စာအိတ်ပေါ်မှာဖိကက်က စာတိုက်သို့စပိန်ကလေးများနှင့်သွားပြီးထည့်ခဲ့ရသည်ပြန်စာရီးရောက်လာတိုင်းလည်းအဆောင်မှာတငယ်ချင်းတွေဝိုင်းစုပြီးတယောက်ကစာအိုအော်ဖတ်ပြကကြံလူများကအရသာခံပြီးနားထောင်ကြရီမောကြ နောက်ပြောင်ကြည်စေကြပြီးတော့စားတဆောင်ထဲတွင်တငယ်ချင်းတွေအားလုံးဝိုင်းစုပြီးပြန်ရေးကြနဲ့ပျော်စရာကောင်းလှ၏လက်ခံရသည်မပြန်စားမြောက်လေနမတ်စင်တက်ပြီးတရုတ်တရသိမ်းဆဲထားခဲ့သည်မှာယနေ့ထက်ထိပင်ဒီအပိုင်းတွင် reader digest ရကလောင်ရှင် Cindy Freeman ၏ sincerely yours ဆိုသောဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြ၏ဆောင်းပါးရှင်က ဤပညာကဘာဤအတွင်မှလက်ရေးပေးစာများကွယ်ပြောက်သွားတော်မူကိုကျွန်မအလွန်ဝမ်းနည်းနေမိပါသည်စာရွက်နှင့်ဘောပင်စာခီးဘုတ်တွေကိုသာအသုံးပြုနေရသဖြင့်လက်ရေးလက်သားများယူယွင်းလာကြောင်းကိုလူတိုင်းကပုံပွင့်လင်းလင်းဝန်ခံလျက်ရှိကြသည်ចောင်းသူចောင်းသားများပင်လင်းအိမ်စာကိုလေ့ကျင့်ခန်းစာအုပ်များတွင်မရေးတော့ဘဲကွန်ပျူတာများဖြင့်သာလေ့ကျင့်ခန်းလုပ်ကြတော့၏ယခုအခါ လက်ရေးဖြင့်ရေးသောပေးစာများသည်ထန်တန်နီရက်ထန်နာတကောင်ထပ်ပင်တွေ့ရခဲနေပြီ။ကျမတို့သည်ကျမတို့၏အရင်းအနှီးဆုံးမိတ်ဆွေများထံသို့ပင်ပေးစာများကို မရေးပို့ကြတော့ပါ။ရင်းစားပို၍မြန်ဆန်သောအီးမေးလ်သို့မဟုတ် စာတို့များဖြစ်သာလျှင်ဆက်သွယ်ကြတော့၏။လေးပိသာများရည်ရံအတွက်မြည်သူကမှအလေးနက်ထားပြီးမစင်စားကြတော့ဘေး တိုးတက်လာသောဤပညာများကြောင့်ကျမတို့၏လူမှုဆက်ဆံရေးသည်ပုံမူ၏မြန်ဆန်လာ၏ပုံမူ၏ကျယ်ပြန့်လာ၏တို့တော်လေလက်ရေးပေးစာများနှင့်ရှင်လင်အနှစ်သာရခြင်းတန်ဖိုးခြင်းမှမူကွာခြားလျက်ရှိသည်အီးမေးလ်များစာတို့များအလွန်တွင်ကျယ်နေသော digital ခေတ်တွင်လက်ရေးပေးစာဆောင်ရေးသားရင်မြည်သူမှစဉ်းစားမိကြလိမ့်မည်မဟုတ်ပေ laptop များ mobile phone များအသုံးပြု၍ လူတရနေချိန်တွင်ကျမတို့သည်ဇာရွက်နှင့်ဘောပင်ကိုဆောင်ထမ်းရန်မေ့နေကြပြီတချို့ဆိုရင်ကလေးများကိုဇာရွက်နှင့်ဘောပန်ဖြစ်စာရေးသင်ရင်လူအုံးမလားဟုပင်စဉ်းစားနေကြပြီစသဖြင့်ဆောင်းမရှင်ကပေးစာများရေးသားပေးပို့ခြင်းနှင့်ပတ်သက်၍မိမိခံစားချက်များကိုတီတီမီမီတင်ပြထားပါသည်ဆောင်းမရှင်သည်လက်ရေးပေးစာများပျောက်ကွယ်သွားမည်ကိုစိုးရိမ်လျက်ရှိ၏ ဟုတ်ပါသည်နီးပညာများတိုးတက်ထွန်းကားလွန်းသောယနေ့ခေတ်တွင်မြည်သူမအချိန်ကုန်ခံပြီးစားတဆောင်ပေတစ်ဖွဲ့မရေးကြတော့ပါမြည်သူမအချိန်ကုန်ခံပြီးတစိကောင်းနေကက်က စားတိုက်တို့တကူးတကသွားမဖို့ကြတော့ပါအရေးတကြီးဆက်သွယ်လို့လျင်အီးမေးလ်သို့မဟုတ် message များလှမ်းပို့လိုက်ရုံပဲဒါမှမဟုတ်အချိန်မရွေးနေရမရွေး Facebook ကနေတဆင့်ဆက်သွယ်နိုင်သေးသည်ယခုအခါ လူတိုင်းဒီပါ Facebook ကိုနှစ်ချိုက်စွာသုံးစွဲနေကြပြီ Facebook မှာတစ်ဆင့်မိမိဓာတ်ပုံများခံစားချက်များမိမိနှစ်သက်သောသချင်းများရုပ်ရှင်များကိုတငယ်ချင်းများနဲ့အတူဝေးမြခံစားနိုင်သည် Facebook မှာတစ်ဆင့်တငယ်ချင်းများထံသို့လက်ဆောင်ပစ္စည်းများပေးပို့နိုင်သည်နှစ်ပေါင်းများစွာကွဲကွာနေခဲ့သောတငယ်ချင်းများကို Facebook ထဲမှာပြန်ရှာတွေ့နိုင်သည်မိသားစုများတယောက်တစ်နေရာစီကွဲကွာနေရတော့လေ Facebook ထဲမှာညစဉ်တွေ့နိုင်သည် Facebook သည်ယနေ့ခေတ်ဆွေဆောင်ရနတ်ဖျားတစ်ပါးပင် ဖြစ်တော်သည်ယနေ့ကဘာတွင်အရာရာပောက်ကွဲတတ်သောသဘောရှိ အသိပညာတွေပောက်ကွဲထွက်လာသည်ဤပညာတွေပောက်ကွဲထွက်လာသည်ယဉ်ကျေးမှုတွေပောက်ကွဲထွက်လာသည်မိတောင်တွေမြေငလျင်တွေနျူကလ িয়ার ဓာတ်ပေါင်းဖိုတွေလည်းပောက်ကွဲကုန်ကြသည် ယခင်ကကဘာကြီးသည်ဘူရာယုံလေးတစ်ခုတတမျှဖြစ်ခဲ့၏ယထာရသည်ခုံမောင်းထွက်ခွာသွားပြီးမှသာဘူရာယုံထဲသို့နောက်ယထာရသည်ဆိုက်ရောက်လာနိုင်၏တို့တော့ယခုကကဘာသည်အပြည့်ပြည့်ဆိုင်ရာလေစိတ်ကြီးကဲ့သို့ဖြစ်လာနေပြီနိုင်ငံပေါင်းစုံမှလင်းရင်မောင်းများစွာတစ်ချိန်တည်းတစ်ပြိုင်တည်းမှာဆင်းသက်လျက်ရှိထို့နောက်တခဏလေးအတွင်းမှာပင် ထိုလင်းရင်များ ပြန်လေထွက်ခွာသွားကြပြီးမကြမိပါမင်းနောက်ထပ်လေရင်အများပြထပ်မံဆိုက်ရောက်လာပြန်ဤကဘာရွာဤဖြစ်လာသောအခါလူတို့သည်အချင်းချင်း Facebook ထဲမှာလက်ဆွဲနှုတ်ဆက်ကြသည် G-Talk ကနေချစ်ခွင့်ပန်ကြသည်မိုဘိုင်းဖုန်းဖြင့် message ပို့ပြီးအဖြေပေးသည်အရင်ခေတ်တုန်းကလို့ငှက်ခါလေးတွေအခါကနာပြီး တတ်ထားလေစီစာလွာများမပားကြတော့အီးမေးပို့ရင်တော့မှ စာရှိရှိရေးလို့မရှိတော့ပဲထပ်ဆင့်မေး forward မေးများကိုသာပို့နေကြတော့ဤဂျပန်နိုင်ငံသည်ကမ္ဘာပေါ်တွင်ဤပညာထိတ်တန်းအဆင့်ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်ထို့သောဂျပန်လူမျိုးများသည်ယင်းဤခင်မင်သောမိတ်ဆွေများထံသို့စာရေးရာတွင်လက်နှိပ်စက်များအီးမေးများအောင်မသုံးမဲလက်ရေးပေးစာများဖြစ်သော ကိုရန်ရေးသားပေးဖို့တတ်ကြသည်စာရေးစက္ကူကိုပင်ဆက်ယုံမှထွက်သောဖြူဖွေးချောမွန့်သည့်စာရွက်အချောများမသုံးဘဲလက်ဖြစ်စက္ကူအညိုရောင်အကျမ်းများဟုသာအသုံးပြုကြပါသည်ဤသည်မှာမိတ်ဆွေများပေါ်အလေးနက်ထားတတ်သောဂျပန်လူမျိုးတို့၏အတူယူပွဲဒလေးတစ်ခုပင်ဖြစ်၏။ကြောင်းပြီးသွားကြတဲ့ကအဖိုးထံသို့စာရီနောက်ထပ်မရေးပြတော့ပါ ညီလေးနဲ့တငယ်ချင်းများထံမှလည်းစာရီထက်ရောက်မလာတော့ပါတစိကောင်းကလေးများကိုဇတွေးဆိုပြီးစာအိတ်ပေါ်တွင်မကတ်ရသည်မှာနှစ်ကာလအတော်ကြာခဲ့ပြီစာရိုက်ပုံးနီနီလေးတဲ့သူမြည်သည့်အချိန်က နောက်ဆုံးစာထည့်ခဲ့သည်ကိုလည်းမမှတ်မိတော့ပါစင်နီဖရိုင်မန်ဤဆောင်းမကိုဖတ်မိပြီးသောအခါမှသာပေးစာဆောင်ဤရေးပါမှုကိုနားလည်ခဲ့ပြီးတငယ်ချင်းများထံသို့စာရေးခြင်းစိတ်များတဖွာဖွာ ြန်ပေါ်လာခဲ့ရပါသည်စာရီမရေပြည့်ခဲ့သောအချိန်ကာလများအတွက်လည်းနှမျောနေမိယနေ့မှစ၍ချစ်ခင်သူများထံသို့စာစောင်ရေးသားရန်အတွက်စာရွက်နှင့်ဘောပံအမဲအစဉ်နှင့်ရှိနေတော်မူဖြစ်ပါ၏တစုံတစ်ယောက်ကတတိတရားနှင့်စီကုံးရေးဖွဲလိုက်သောပေးစာစောင်ကိုမျက်နှာနှစ်သက်စွာဖတ်ရှုရန်တစုံတစ်ယောက်ကအမဲဆောင်ဆိုင်လျက်ရှိပါသည် ဒါလဖုန်းများမပေါ်ခင်ကကျေးနန်းဆက်တယ်ပြည်သည်အလွန်တွင်ကျဲခဲ့သည်သို့သောဒါလဖုန်းများနေရာနှံ့အသုံးတွင်ကျဲလာသည့်တိုင်ကျေးနန်းဆက်သွယ်ရေးလုပ်ငန်းသည်ကွေပြောင်းရင်မသွားပဲယနေ့အထိဆက်လက်သုံးစွဲနေစေပင်ထို့သူအီးမေးလ်များ SMS များထုံးကားလာတော့လေပေးစာများမှာမြည်သည့်နီးနှင်းမြမိမ့်မိန်တောက်ွယ်သွားလိမ့်မည်မဟုတ်ဟုစွဲမြဲစွာယုံကြည်နေမိပါ၏ ပေးစာတစ်စောင်နဲ့ပတ်သက်၍ကဗျာဆရာတင်မူ၏မယိုးနိုင်သောကဗျာလေးတစ်ပုဒ်ဖြင့်ဤစာကိုအဆုံးသတ်လိုက်ရပါတော့သည်အလွမ်းပြီအမေရေးတဲ့ခောက်ကွေးကွေးအခရာခဲရန်ကိုသတွေးဆွလို့ဖြတ်ဖို့ရအဆုံးဆုံးနဲ့စာတပ်ပုံမမှန်ကန်လေအမေညံဘလို့ကောင်းပါလေပြောင်းညွတ်သည်စာဖူဒါယာเจ้าမတော်စီက တင်မုံကုံကြွအောင်မတက်တော့လေအမိမစေတနာဓာတ်တွေကဖြက်ကနေယူလို့လားလွမ်းစာတဲ့ဆောင်းပါအမိမရှိတော့လေဖြေမိဖြေเสียပါဘောဒီလွမ်းစာဒီလက်ရေးရေကဘယ်ဒီချင်းသွဲသွဲကိုေးလို့ပါစီရေးပုံမပြေပါလေစေတနာအလွန်တန့်တာမှုအမေစာတကယ်ခန့်တယ်အံ့မိပါတကား ကဗျာရဲ့နမည်ကအလွမ်းပြေစားတဆောင်တဲ့ဟုတ်ကဲ့ပါဇိုင်းစရာဇော်ရင်ရဲ့နှက်ခါလေးများမနာတော့ဘီလားဆိုတော့ဘယ်လိုပြောရမလဲဒါခန်းဆောင်မှုရတာပါတဲ့အဆေးကိုကျွန်တော်ຫນွေလင်းရင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ကြရတဲ့သူများအားလုံးပဲ စိတ်ရှိအကြံကိုမှတွေ့လို့အိတ်စိတ်တန်လိုရာပြေကြပါသည်ကျေးဇူးတင်ပါ